အလုံးမမင်လာပါအန်တဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါကဲကျွန်တော်တို့ရဲ့ဒါအချစ်တော် Liverpool တင်ကြီးထားတော့ဒါဒီလာမဲ့ Wigan မှာဆိုလို့ရှိရင်စနေနေ့မှာပေါ့နော် UK အချိန်ဆိုလို့ရှိရင်ညနေ9:00ခွဲမှာ Chelsea တင်တော့သူတို့ရဲ့အိမ်ခွင်း Stanford Bridge မှာတော့ရောက်ရှိပဲတစားရအောင်မှာပဲဖြစ်ပါတယ်ဒါပြီးခဲ့တဲ့တပတ်မှာတော့ Liverpool သင်းအနေနဲ့အခြေအနေမလှတဲ့ပဲနေပေါ့နော်ဒါ Premier League ပွဲစဉ်မှာဆိုလို့ရှိရင်လည်းရှုံးနေတယ်အဲပြီးသားလို့ရှိရင်ဒါ Champion League ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Galatasaray ကိုရှုံးနေတဲ့ပွဲစဉ်ပြီးမှဆိုလို့ရှိရင်တော့ Liverpool ပြည်တဲ့အားလုံးကအာတော်တော်လေးစိတ်ဆိုးတဲ့အနေထားတွေပြီးသားလို့ရှိရင်စိတ်ညစ်တဲ့အနေထားတွေအဲတော်တော်လေးကြုံတွေ့ခဲ့ရတယ်လို့မြင်နေကျွန်တော်တော်တယ်ဆိုလို့ရှိရင်လည်းဒါ အာဂလာတာဆာရီနဲ့ပွဲစဉ်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်ချက်ဆီနဲ့ပွဲတော့မကန်ဘဲနဲ့ international break ကိုပဲရောက်လိုက်လို့မရဘူးလား။ဘာညာဆိုပြီးတော့ဒီလိုမျိုးနောက်ပြီးတော့ပြောရတာစိတ်ညစ်လို့ပြန်တစ်ဖက်ကနေပြန်ပြီးတော့နောက်ပြီးတော့ပြောရတဲ့အနေအထားလည်းရှိတယ်ပေါ့နော်။ဒါပေမဲ့အသိအနေနဲ့တကယ်ပွဲတစားဖို့ရှိတဲ့အနေအထားကိုအချိန်ကိုရောက်လာတဲ့နေမှာဆိုလို့ရှိရင်တော့ဒါလည်းအာလီဗာပူးအသင်းရဲ့ fan တယောက်အနေနဲ့အသင်းရဲ့ပွဲစဉ်ကိုပြန်ပြီးတော့ကြည့်ခြင်းနဲ့အားပေးခြင်းနဲ့ပြီးတော့လို့ရှင်ကိုအသင်းကို လေဒီရစားမဲ့ပွဲစဉ်မှာနိုင်ပွဲတစ်ပွဲလို့ရစီခြင်းနေပေါ့နော်အဲအဲ့အတွက်ကျွန်တော်တို့တွေဒါအတက်ကြွဆုံးနဲ့ပြန်ပြီးတော့ရုံထပြီးတော့အကောင်းဆုံးပုံစံလေးနဲ့ဆက်ပြီးတော့ရှေ့ဆက်ကြတာပေါ့အာရှေ့ဆက်ကြတာပေါ့နည်းနည်းလေးဒီလက်ရှိနောက်ဆုံးတစ်ပတ်မှာဖြစ်သွားကြတဲ့အနေထားတွေဒါစိတ်ညစ်စရာကောင်းတယ်ရလက်ပိုင်းတွေအဲ့ဆိုးရွားတယ်အဓိကတော့ဒါခြေစွမ်းပိုင်းရတော်တော်လေးဆိုးရွားတယ်ဆိုတဲ့အနေထားတွေရှိတတ်ပြီမဲ့ရဲနော်လီဗာပူးတင်းရဲ့ အနေထားကအဲ့လောက်ဆိုးရွားနေတဲ့အနေထားတို့လည်းမဟုတ်ဘူး။ပရီးမီးယားလိမှာဆိုလို့ရှိရင်လက်ရှိတာ6ပွဲတစားပြီးတော့ အဆင့်တနေရာမှာပဲကျွန်တော်တို့ပြက်ပြက်သားသားအနေထားနဲ့ရှိနေတော့မယ်ကျွန်တော်တို့ဒီ6ဘွဲတစားပြီးတဲ့အနေထားမှာတစားခဲ့ရတဲ့အသင်းတွေအားလုံးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတကယ်တစားရခက်ခဲတဲ့အသင်းတွေအကုန်လုံးနဲ့ကျွန်တော်တို့ရှင်ပြိုင်တစားခဲ့ရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အာဆင်နယ်နဲ့ပြီးပြီးပရီးမီးယားလိရဲ့အခုလက်ရှိတေဘယ်မှာအဆင့်နှစ်နဲ့အဆင့်သုံးမှာရှိနေတဲ့အသင်းနှစ်သင်းနဲ့ကျွန်တော်တို့တစားခဲ့ရတယ်ပြီးတော့အဆင့်6မှာရှိနေတဲ့ဘုံမောက်အသင်းနဲ့လည်းကျွန်တော်တို့တစားခဲ့ရတယ်ဒီလိုမျိုးဒါအဆင့်10အပေါ်မှာရှိနေတဲ့အသင်းတော်တော်များများနဲ့လက်ရှိအနေထားရတစားခဲ့ရတဲ့အနေထား ားထိမှာတော့ဒီ Premier League မှာအဆင့်တက်နေရာမှာရက်တည်နေရဆိုတဲ့ဟာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အနေထားတော့တော်တော်လေးမဆိုးလာတဲ့အနေထားပေါ့နော်။အဲဒါဆိုလို့ရှိရင်အပေးသက်တည်နေနေတော့ဒါစိတ်အแทမှာမကြည်မနက်ဖြစ်နေတာတချို့ဟာတွေတော့နားလဲတယ်။ဒါပေမဲ့လည်းအဲ ဒီနိပြအာနေ slot နဲ့ပြောသားလို့ရှိရင်အသေးရောက်လာတဲ့ကစားသမား Florian Vaz of Paul ပေါ့နော်ဟိုလိုရာထပ်ပို့ပြီးတော့အပြင်အထံဝေဖန်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့တချို့သဘောမတူတဲ့ဟာလေးတွေရှိတယ်ပေါ့နော်ဒါတွေကိုလည်းကျွန်တော်ဒီ international break တွေမှာအာအသေးစိတ်လေးထပ်ပြီးတော့ပြောသားဖို့ရှိတယ်ချက်စီးနဲ့ဒီ Liverpool တင်းတဲ့ပွဲစဉ်လေးကြောင့်ပြန်သွားရအောင်ကျွန်တော် Premier League ပွဲစဉ်အနေနဲ့ပတ်သက်ပြီးပြောတဲ့အနေထားမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့အကိုပိုင်အမြင်တစ်ခုရှိတယ်ပေါ့နော်အာဘာလဲဆိုလို့ရှိရင်အသင်းတိုင်းကသူတို့ဒီ Premier League ပြိုင်ဘက်16သိန်းကိုအင်ကွင်းဝေးခွင်းပုံစံနဲ့တစားရမယ်အဲ့အတွက်ဆိုလို့ရှိရင်ရေဘူးကအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘယ်သိန်းတော့ပြတာတယ်ဘယ်သိန်းတော့တာတယ်ဘယ်သိန်းတော့မတာဘူးဆိုတဲ့အနေထားပေါ့နော်အဲ့လိုမျိုးတော့တိတ်ပြီးရှိစရာမရှိဘူးဒါပေမဲ့လည်းကျွန်တော်တယောက်တည်းအမြင်ရဆိုလို့ရှိရင် Fisher 1မှာအသိန်းကြီးအသိန်းကြီး2သိန်းနဲ့ဒါအာနှစ်ပွဲသုံးပွဲစတိုက်တစားရရတာလို့ဒါပေမဲ့ဒီဇင်ဘာမှာအသိန်းကြီးနဲ့စတိုက်တစားရတာဆန်တင်လိုက်တဲ့အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့ပွဲကျက်တယ်လို့သုံးသပ်ချင်တာတဲ့အဓိကကျွန်တော်တို့ဘလုံနေသားမျိုးတွေမှာပွဲကျက်လဲဆိုလို့ရှိရင် အဲအသင်းတသင်းကသူဖောင်အကောင်းဆုံးအနေထားရနေတယ်ယုံကြည်မှုတွေပြည့်ဝနေတဲ့အနေထားမှာအဲ့အသင်းနဲ့ဒီကျွန်တော်တို့အသင်းရဲ့လီဗာပူးအသင်းရဲ့ဖောင်တိတ်ပြီးမကောင်းတဲ့အနေထားနဲ့တွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါအာဒီပွဲစဉ်ကကြက်တယ်လီဗာပူးအသင်းတို့ပွဲကြက်တစားမယ်ပေါ့နော်အဲ့အဲ့တည်းဆိုလို့ရှိရင်ပွဲစဉ်တွေကြက်တယ်လို့ကျွန်တော်တို့တော့များပုံမှန်အဖြစ်တော့အဲ့လိုမျိုးပို့ပြီးသုံးသက်ချင်တယ်ဒါအသင်းကြီးရင်းနဲ့ဇက်တိုက်တစားမှာဒါပွဲကြက်တာမျိုးပွဲတွေအများကြီးတစားမှာ ဒီပွဲချက်တာမျိုးလို့ကျွန်တော်တို့ကတော့ဒီသုံးသက်တာထက်စားလို့ရှိရင်ပြိုင်ဘက်ရဲ့ဖောင်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်အနေနဲ့ဒါ အပေါ်ချက်တယ်မချက်ဘူးဆိုတဲ့ဟာတော့ပို့ပြီးတော့သုံးသက်ချင်တယ်။ဥပမာအနေနဲ့ဒါ Trisabellis အသင်းကိုကျွန်တော်တို့ဒီပွဲစဉ်6မှာတစားပေးရတာဒါပွဲချက်တယ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ကျွန် Trisabellis ရဲ့ဒါအကောင်းဆုံးပုံစံအကောင်းဆုံးလူစည်းရင်းနဲ့ဒါတို့ရဲ့ fresh fit နေသေးတဲ့အနေအထားမှာယုံကြည်မှုအပြည့်နဲ့အနေအထားမှာတစားပေးရတယ်ဒါဖြစ်တယ်လို့ကျွန်တော်ပွဲချက်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့အခုတစားမယ်ချက်စီးအသင်းနဲ့ပွဲစဉ်နဲ့အနေအထားမှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ခွန်နာက from set ရအပြောင်းကြည့်မယ်ဆိုလို့ရှိရင် Liverpool အသင်းနေဒီအချိန်မှာချက်စီးအသင်းကိုတစားရတာဒါဒီ ကောင်းမွန်တဲ့အချိန်တစ်ခုလို့ကျွန်တော်တို့ကယုံကြည်တယ်။ဘာလို့လဲဆိုလို့ရှင်ချက်စီအသင်းနေနဲ့ဒါလီဗာပူးသင်းကလက်ရှိနောက်ဆုံးပွဲစဉ်နှစ်ပွဲစတိုက်ရှုံးရင်းထဲတယ်ဆိုလို့ရှင်ချက်စီအသင်းကကျွန်တော်တို့ထပ်ပိုဆိုးတွေပြီးတော့ဒီနောက်ဆုံး၅ပွဲမှာဆိုလို့ရှင်၃ပွဲအထိသူတို့ရှုံးရင်းလေးရကျွန်တော်မြင်တွေ့လေးရတယ်။အဲ့မှာပရီးမီးယားလိဆိုလို့ရှင်ရင်လည်းနှစ်ပွဲစတိုက်သူတို့ရှုံးရင်းလေးရတော့မြင်တွေ့လေးရတယ်။ရှုံးရင်းထဲတဲ့နှစ်ပွဲမှာဆိုလို့ရှင်ရင်ဒါအာဆက်စစ်တစားသမားနှစ်ယောက်ကိုပေါ့နော်နှစ်ပွဲတစ်ပွဲတို့တစ်ယောက်နှုံးစီနေတာအနေနဲ့ပြသခံရရတဲ့အနေအထားတွေရှိတယ်။ပြီးတော့လို့ရှင်ဒိုင်းယား ပြဿနာတွေကြောင့်မလို့ချက်စီအသင်းကလေတန်းဆိုလို့ရှိရင်ဒီရာသီမှာဒီထက်ပိုပြီးတော့မြင်မာတဲ့အဆင့်နေပြီးတော့ရှင်မြင်မာတဲ့အစွမ်းဆောင်ရည်နေရာတစ်ခုမှာရှိနေတဲ့အသင်းရရောက်နေရမယ့်အသင်းတစ်သင်းပေါ့နော်။ဒါဆိုဆိုလို့ရှင်အဲကျွန်တော်အနေနဲ့လည်းဒါချက်စီအသင်းပေါ်မှာပို့ပြီးတော့ respect ကအများကြီးရှိတယ်။ဒါပေမဲ့သူတို့လက်ရှိအနေထားရသူတို့ရောက်နေရမယ့်နေရာမှာမရောက်နေဘူးပေါ့နော်။ဒါသူတို့ပြင်ဒါ individual error တွေပြီးတော့လို့ရှိရင်တစားသမားတွေရဲ့ဒါ cruise တိတ်ပြီးမဖြစ်သေးတဲ့အနေထားတွေကြောင့်တော့ကျွန်တော်တို့သုံးသပ်မိတယ်။ လက်ရှိဒါလီဗာပူးသင်းနဲ့တစားမဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းချက်စီသင်းကအထူးသဖြင့်ဒါအာသူတို့ရဲ့ဒီစင်တာဘက်နေရာမှာတော်တော်လေးအထက်ခဲဖြစ်မဲ့အနေထားပါရှိတယ်အမ်လဗိုင်ခရဝဲတော့ဒါယာတိအစတွေကနားတွေကနားနေရတယ်ယူအမ်နားနေရတယ်အဲပြီးသားလို့ရှင်ဒိုဆင် ပြီးသားလို့ရှင်ချာလိုဗာပြီးသားလို့ရှင်ဝက်စလီဖိုဖာနာဒီတစားသမား၄ယောက်စလုံးက ဒါ center back မှာတစားနိုင်တဲ့တစားသမား၄ယောက်စလုံးကဒီနေ့ပွဲစဉ်လို့ဆိုလို့ရှိရင် anti-clap ပြတ်တံကြောင့်မို့လို့ suspension ကြောင့်မို့လို့ဒါမှမဟုတ်ရှင်တန်ရာကြောင့်မို့လို့အဲ့လိုမျိုးလွဲချော်မဲ့အနေအထားတွေရှိတဲ့အတွက်ဒါ transit ဘိုင်းမှာဆိုလို့ရှိရင်တော့ဒါအာတော်တော်လေးကိုအားနည်းမဲ့အနေအထားမှာရှိတယ် transit ဘိုင်းမှာသူတို့ဒီ adipta barrier ရှိကိုနောက်ထပ်အဲတခြား transit တစားသမားတယောက်လူနယ်တစားသမားတယောက်နဲ့တွေ့မလားဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ transit မှာတစားတဲ့ခိုင်စေးတို့ဒါမှမဟုတ်လို့ရှိရင် lavia ကိုဒီ center back နေရာကိုဆွဲချပြီးတော့မှ အာအထက်ထင် sorry ကွင်းလေတော့လစားသမားနောက်တစ်ယောက်နဲ့ထပ်ဖြည့်မလားဆိုတဲ့ဟာတော့စိတ်ဝင်စားဖို့တောင်းတယ်။ဒါပေမဲ့အဲ့လိုထပ်ဖြည့်မယ်ဆိုလို့ချင်းလဲသူတို့တက်ပြဿနာတခုကလက်ရှိဘာဖြစ်နေလဲဆိုတော့အာအသိရဲ့အဓိကကဒါ creative force လို့ကျွန်တော်တို့ပြောလို့ရမယ်ပေါ့နော်။အာဖာမာပေါ့ကိုပါမာရလည်းဒီနေ့ပွဲစဉ်လို့ဒါဒိုင်ယာချောက်မလို့လွဲချော်မဲ့အနေထားတွေရှိတဲ့အတွက်ဒါချက်စီသိနေနေတာတော့ဒါဒိုင်ယာပြဿနာနဲ့ suspension အဲပွဲပယ်ပြဿနာတော့တော်တော်လေးဆိုးရွားနေတယ်လို့ကျွန်တော်ပြောလို့ရတယ်။ Liverpool အသင်းဘက်မှာဆိုလို့ရှိရင် အဲကျွန်တော်တို့ဒါ Alison Barker ကတော့ဂျိမ်းဒေဗောင်လွဲချော်မယ်အဲဒီနေ့ပွဲစဉ်မှာအဲ့အတွက်ဒါ Mamad Officially ပွဲထလာဖို့ရှိတယ်အဲနောက်တန်းမှာဆိုလို့ရှိရင်တော့ဒါ Bradley ပဲထုံးစံတိုင်းပြန်ပြီးတော့ပေါ်ထွက်လာမယ့်နေထားမှာရှိတယ် Bradley Conanti Van Dyke နဲ့ပြီးသွားလို့ရှိရင် Carcass ပေါ့နော် Carcass ပေါ်ထွက်လာလို့ရှိရင်ဒါပေမဲ့ Robertson များပေါ်ထွက်လာမလားလို့ကျွန်တော်အနေနဲ့ Robo ကိုလည်းမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်ပြန်ပြီးတော့မြင်ကျင်းနေနေထားမှာရှိတယ် Conanti အနေနဲ့တော့ဒါအရှိပွဲစဉ်နှစ်ပွဲလောက်မှာတော်တော်လေးခြေစွမ်းကြပါတဲ့နေထား အာတွေ့ရရပြီဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့သူ့အနေနဲ့ပုံမှန်ခြေစံတစ်ခုပြန်ပြီးတော့ပြသလာနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်။အဲကွင်းလင်မှာဆိုလို့ရှိရင်တော့ Robert Bass Sobos Line အတွဲကိုကျွန်တော်တို့အမြင်ချင်တယ်။ပြီးတော့လို့ရှိရင်နောက်ထပ်အတာ Florian Vaz ကိုလည်းဒါဝေဖန်မှုတွေစက်တိုက်ရှိနေသည့်တိုင်အောင်ကျွန်တော်အနေနဲ့ Florian Vaz ကိုဒီနေ့ပွဲစဉ်မှာထပ်ပြီးတော့မြင်ချင်တယ်ပေါ့နော်။ဘာလို့ဆိုလို့ရှိရင် Galatasaray ဆာရီအသင်းရဲ့ပွဲစဉ်မှာတော့ရှေ့ပွဲစဉ်တွေမှာကျွန်တော်တောက်လျှောက်ကြည့်ရသလား Florian Vaz ကအခုချိန်ထိဒါ တတဲ့ football season စတဲ့က goal တွေ assist တွေ liverpool သင်းအတွက်မရသေးဘူးလို့ဒါဝေဖန်မှုတွေရှိနေသည့်တိုင်အောင်ဒါကသူ့အပြစ်ကြီးပဲတတ်တတ်လို့လည်းကျွန်တော်အနေနဲ့မပြောချင်ဘူး။ဘာလို့လဲဆိုရင်သူ big chance တွေ create လုပ်နိုင်တဲ့ဟာတွေကအများကြီးပဲ။သူ funny ပေးတဲ့ဘောလုံးတွေတို့ဒါဒါ Galatasaray နဲ့ပွဲစဉ်မှာဆိုရင် Tottenham Bradley ground တက်တဲ့အနေထားမှာတေးချာချာတိုက်နိုင်တယ်ပဲဆိုလို့ရှင်ဒါမှမဟုတ်လို့ရှင် Isak ရဲ့ဒီပြည့်ထွက်သွားတဲ့ဒါ အာနေနေထားမှာသူ့အနေနဲ့ interceptor လာအတောင်းဆုံးပိတ်သွင်းနိုင်လိမ့်မယ်ဆိုလို့ရှိရင်အဲ့ဒီပွဲစဉ်တွေမှာတော့ရှေ့ပွဲစဉ်မှာအဲ့လိုမျိုးဒီ assist တွေ goal တွေကရလာနိုင်မယ်နေထားမှာရှိတယ်ဒါပေမဲ့လည်းအခုချိန်ကြီး plan မပါသေးတဲ့အတွက်ယုံကြည်မှုဟိုတခု ပို့ပြီးတော့ရလာအောင်တို့တော့လိုအပ်နေသေးတယ်ဒါပေမဲ့လည်းအဲ့အတွက်ဆိုလို့ရှိရင်လည်းဒီ vast အပေါ်မှာကျွန်တော်အနေနဲ့တော့ယုံကြည်မှုဆက်ပြီးရှိနေတော့မှာအဲ့အတွက်ဒီ number အဲ10နေရာမှာဆိုလို့ရှင်တော့ fast လို့ဆက်ပြီးတော့ထားခြင်းနဲ့အဲ့အတွက်ဆိုလို့ရှင်လည်းဒါ trackers နေရာမှာ robo go robo ro ထားပြီးတော့ညာနောက်ခက်လိုနေရာမှာဆိုလို့ရှင် bradley လို့ကျွန်တော်တို့ထားခြင်းတာအာဘသူတွေဘလိုပဲဝေဖန်မှုတွေရှိနေပါသေးလဲရှိနေထားရတော့ထိုရီ double ကကျွန်တော်တို့ရဲ့ဒီ bay down man နေရာမှာဆက်ပြီးတော့ အာနေရာရနေအောင်မယ်နေထားလို့မြင်တွေ့နေရတဲ့ chronic double ပြီးသားလို့ရှင်ဆာလာနဲ့တိုက်ဆက်မှာတော့ဒါအီဆက်ဒါပဲဆက်ပြီးတော့ပါဝင်သွားမယ်နေထားဘာလို့လဲဆိုလို့ရှင် intrinsically ဒါတန်ရာကြောင့်မို့လို့ပေါ့နော်အာဒီ chelsea သင်းတဲ့ပွဲစဉ်မှာပါဝင်နိုင်မှုတော့မကျိန်းသေးတဲ့နေထားရှိတဲ့အတွက်ဒါအီဆက်ပေါ့ဒုတိယပိုင်းမှာဆိုလို့ရှင်တော့ intrinsically ဒါလူစည်းရင်းမှာအရန်နေရာထားနေတောင်မှပါဝင်နိုင်နေဘူးဆိုလို့ရှင်တော့ federal creator ကိုဆက်ပြီးတော့မြင်တွေ့ရဖို့ရှိတယ် ခရီးစားနေနဲ့လည်းဒီရသည်မှာအခွင့်အရေးတွေကိုတောက်လျှောက်ရအောင်အသုံးချနိုင်နေတယ်။အဲရတဲ့မိနစ်တွေမှာအသင်းပေါ်မှာအကောင်းဆုံးအကျိုးပြုနေတဲ့တစားသမားဖြစ်တဲ့အတွက်ဒီခရီးစားလည်းဒီနေ့ပေါ်စံမှာပို့ပြီးတော့ဒီမိနစ်30လောက်ထိမိနစ်တွေများရလာနိုင်မလားဆိုတာစိတ်ဝင်စားတစားနဲ့အဆောင်ကြည့်ဖို့တောင်းတယ်။ကျွန်တော်တို့ဆိုလို့ရှိရင်တော့ဒီနေ့ပွဲစဉ်လာတာလီဗာပူးသင်းအတွက်အာအကောင်းဆုံး ပုံစံနဲ့ဒါ international break ကိုပိတ်သိမ်းနိုင်မှုအတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုလို့လည်းယုံကြည်တယ်။ဒါလို့သာချက်စည်းသိမ်းလို့တို့ရဲ့ဒီရစားသမားတွေရဲ့ချိတ်ဆက်မိနေတဲ့အချိန်ယုံကြည်မှုတွေပြေဝနေတဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်ဒီအဲ injury တွေပွဲပယ်ပြစ်ဒဏ်တွေနဲ့ twin စင်နေတဲ့အချိန်ဆိုလို့ရှိရင်တော့အာဒီနေ့ပွဲစဉ်တော့အများကြီးပို့ပြီးတော့ထပ်ခဲမယ်လို့ယုံကြည်မိတယ်။ဒါပေမဲ့လည်းလက်ရှိအနေထားရဆိုလို့ရှိရင်လီဗာပူးသိမ်းနေတဲ့ရလတ်တောင်တစ်ခုရယူသွားနိုင်ဖို့အတွက်တော့ဖြစ်နိုင်ခြေတော့ပို့ပြီးများတယ်လို့ သုံးသက်ရင်းနဲ့ကျွန်တော်ဒီနေ့ပွဲစဉ်မှာလီဗာပူးသင်းကိုအနိုင်ရလတ်တော့ထပ်မံကြပါတယ်ဒါတော့ကျွန်တော်ရဲ့ဒါချက်စီသင်းတဲ့လီဗာပူးသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးတော့အဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တွေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်